အားလုံးပဲမင်္ဂလာပါမန်နယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးကစားသမားတွေရဲ့နောက်ဆုံးရသတင်းလေးတွေရှုရထားတာရှိပါတယ်အသေးနောက်ခံကစားသမားလီဆန်ဒိုမာတီနဲ့ပတ်သက်ပြီးတော့ကြောင်းရဲ့တိုက်စစ်ကစားသမားဘက်ဂျမိုဆက်စကိုရဲ့တန်ရအချင်းနဲ့ပတ်သက်ပြီးတော့လေဖာဘိုဆိုရိုမနိုကရောသတင်းဌာနတွေကနေကျွန်တော်ဖော်ပြလာတဲ့ report တွေကျွန်တော်ရရှိထားပါတယ်ဆိုတော့ ဒီကစားသမားအနေနဲ့ပြတဲ့ပြီးတော့နောက်ဆုံးရတတိယမှာဘလို့အကြောင်းအရာတွေပါဝင်မှုရှိမလို့ဆိုတာကျွန်တော်တို့ဆွေးနွေးသွားမယ်။အားလုံးမင်္ဂလာပါစာသမားတွေအားလုံးမင်္ဂလာပါ။ပထမဆုံးပါပဲကျွန်တော်တို့အသင်းနောက်ကကစားသမားလီဆက်တို့မှာဒီနေ့နဲ့ပြတဲ့ပြီးတော့ပြောလို့ချင်းကစားသမားဖြစ်သွားပေါ့ဗျာအာဂျင်တီးနားအသင်းနဲ့လက်ချီမှာလက်ချီကနေပြုလုံးနေပြီးတော့ပွေတော်ပါဝင်မှုကပေါ့ဗျာနိုင်ငံအသင်းနဲ့ချီမှာမဟုတ်ဘူးဆိုပြီးတော့တည်ကြည်တာရတဲ့ကစားသမားဖြစ်သူရဲ့အခြေအနေကိုလေးပေါ့ဗျာနီးကဲဆောင်ချေဖို့အတွက် အတင်းရင်တာဝန်ရှိသူတယောက်ကလည်းလိုက်ပါကြည့်ရှုတော့မှဖြစ်တဲ့ဆိုပြီးတော့ report မှာကျွန်တော်တို့ဖော်ပြခဲ့ပါတယ်ဆိုတော့အတင်းကားပေါ်ပြမယ်တဲ့ပြောလို့ချင်းလီဆန်ဒိုမာရီနက်ကိုနိုင်ငံအတင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်ဖို့ဆီလွတ်တာကတော့ဒါကောင်းမွန်တယ်လို့ပြောလို့ရတယ်အခုထွက်ပေါ်လာတဲ့ဓာတ်ပုံတွေအနေထားမှာဆိုရင်လည်းလီဆန်ဒိုမာရီနက်ကဆိုရင်အင်ဂျီပြဿနာလုံးဝအမေရိကန်ကင်းစင်ပြီးတော့ကြက်ခဲမှုတွေလည်းပြေဝတယ်လက်ရှိနိုင်ငံအတင်းနဲ့လေ့ကျင့်မှုတွေအနေထားမှာဆိုရင်လည်းညီကလို့မြည်တဲ့အတိုင်းပါပဲဓာတ်ပုံတွေ ဆိုတော့ကစားသမားဖြစ်သူကနိုင်ငံအသင်းနဲ့လက်ချင်းမှုတွေအသင်းလိုက်ပူပေါင်းမယ်လုံးဝအမေကဲပေါ့ဗျာတိုးတော်ညာလဲပွေးထောပါဝင်မှုကတော့လုံးဆောင်မှာမဟုတ်ဘူးပေါ့ပြီးလို့ရှိရင်ကစားသမားဖြစ်သူရဲ့အခြေအနေပေါ်မူတည်ပြီးတော့လဲသူရဲ့တရားကဘလောက်ထိနောက်ထပ်စိုးရင်စရာရှိမလဲနောက်ထပ်ဖြစ်ပေါ်လာနေခြင်းရှိမလားဒါတွေကိုအသင်းတော်ဝင်ရှိသူတယောက်ကပေါ့ဗျာနင်းကဲစောင့်ကြည့်မှုတွေပြောလို့မယ်ဆိုတော့ဒါကကောင်းတဲ့အချက်ပါဆိုတော့ ကစားသမားပြည်သူကမန်ချက်စတာယူနိုက်တက်တဲ့နောက်ခံဆက်တပင်းမှာဘလောက်ထိအရေးပါမှုရှိတယ်လက်ရှိလီဆန်ဒိုမာတီနဲမပါဝင်တဲ့နောက်ခံမှာကိုရီးယားအသင်းကတိုင်ပဲတဲ့အနေအထားတွေကျွန်တော်တွေ့ရပါတယ်အထူးသဖြင့်ဘေးဆန်တဲ့ဘက်မှာဆိုရင်လူရှော့က LOD အားကိုလို့မရတဲ့ပလေယာတယောက်ဖြစ်ပါတယ်ဆိုတော့လာမယ့်နိုဝင်ဘာ25ရက်အင်ဂါနနာယေခွဲကိုရီးယားအုတ်ဖရက်မှာအင်ပရက်နဲ့ကစားမယ့်ပွဲစီမှာလီဆန်ဒိုမာတီနဲပထမပိုင်းကတင်းကနေကျွန်တော်ပါဝင်လာဖို့လိုပါတယ်အသင်းကဒီလောက်ဒီဒုက္ခတွင်းနဲ့ရောက်နေတဲ့ပုံစံမှာ အဲ့ဒီနောက်ကက်ဆက်တဲ့ဘက်ကကျွန်တော်ချန်လုံဖို့လိုတယ်တပတ်တိုက်စစ်ဆင်လိုက်ပြီဆိုရင် pressing ကောင်းကောင်းနဲ့ပြန်ပြီးတော့တုတ်ပြန်နိုင်ဖို့ high pressing တူချင်းကြော်ဖြစ်တဲ့နေမှာမာတီနယ်လောက်ကျော်တို့တခြားကစားသမားတွေကအဲ့လိုတိမလုံဆောင်နိုင်ပါဘူးခင်စစ်ကနေဆိုတော့အခုလီချာအနေနဲ့နိုင်ငံအသင်းနဲ့လေ့ကျင့်မှုတွေပူးပေါင်းနေပြီးတော့မကြမီ Manchester United နဲ့အသင်းနဲ့အတူပွဲထွက်ပါမှုရှိမှာပေါ့ဗျာသူရဲ့ဂျန်ရန်ကလုံးဝကောင်းမွန်မှုရှိနေပြီကြက်ကဲမှုတွေပြေပေါ်နေပြီဒါကကျွန်တော်တို့အသင်းအတွက်ဝန်တက်စာတည်င်းပေါ့ဗျာ ်ထဲပြီးတော့ကျွန်တော်ဗက်ဂျီမိုးဆက်စပ်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောလို့ကြည့်ပါဗျာကစားသမားဖြစ်သူရဲ့တန်ရာအခြေအနေကြောင့်ပါဗျာသူကနိုင်ငံအသင်းနဲ့ပူပေါင်းမင်းအနေထားကနေနှုတ်ထွက်ခဲ့ပြီဖြစ်တယ်ပေါ့လက်ရှိမှာဆိုရင်ကာယတမှာပဲစစ်စစ်မှုတွေစေကူသားမှုတွေပြုလုပ်ရချီပြီးတော့စိုးရင်စရာအနေထားမှာရှိမနေဘူးဆိုပြီးတော့လေကျွန်တော်တို့တည်ထောင်တာတချို့ကဖော်ပြလာတယ်ဖာဝဇိုရိုမနိုကလည်းထည့်ပြီးတော့ဖော်ပြမှုတွေရှိပါတယ်ဒါကပါလို့ဆိုရင် အခုနေတာမှာပေါ့ဗျာအတင်းကနေပြီးတော့ဘင်ဂျမိုဆဆကိုရဲ့တရားအခြေအနေကို option အနေနဲ့ပြင်လာလာခြင်းမရှိဘူးဆိုပေမဲ့လို့တတိယနေ့မှာပေါ်ပြနေတယ်ပေါ့ဗျာကာလာချေချာနာယာမှုအနေထားတွေကဟုတ်မနေဘူးပေါ့ကစားသမားပြည်သူကတိုင်းတာတစ်ခုတည်းအနာပေးရမယ်သူရဲ့တရားက LOD စိုးရိမ်စရာမရှိဘူးဆိုပြီးတော့လေပေါ်ပြခဲ့ပါတယ်လာမယ့်နိုင်ငံတွေကပွေးစီပြီးပြီဆိုတာနဲ့မပူပေါက်နိုင်ဘူးဆိုရင်လည်းပဲအပွေးနေပွေးပေါ့အဲ့လိုမျိုးအနေထားပြီးတော့ကစားသမားပြည်သူကပေါင်ဝင်မှာပေါ့ဒါပေမဲ့လို့အတင်းကနေတင်းဝင်မချင်ညာလာတေးကတော့ ဘလို့ဖြစ်မလို့ဆိုတာကျွန်တော်စောင့်ကြပဲဒီမိုဆက်စကိုတန်ရအချင်းနေပြဿနာကြုံတွေ့ခဲ့ရတဲ့အနေအထားတစ်ခုမှာအသေးတာဝန်ရှိသူတွေကလည်းပေါ့ဗျာသူစွာဂျီစကီအေဂျီတွေနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်လျော်ရှိတယ်ပေါ့တဘောကဘက်ဂျမိုဆက်စကိုတကယ်လို့တလနာမလားနှစ်လနာမလားသူတို့မို့လို့ချင်းရဲ့အကြကြီးနာမင်းအနေအထားတစ်ခုကြောင်းများလားကျူစွာဂျီစကီကိုကျွန်တော်တတန်းတိုးဖို့အတွက်ဆွေးနွေးမှုတွေလုပ်ဆောင်လာတယ်လားဆိုတာကျွန်တော်စဉ်းစားကြဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ ကျူဇာဇီစကီအနေနဲ့မက်ရှယ်ဆောင်နေတဲ့အတင်းကနေစင်နဝေါ်ရီကာလာတိုးတဲ့မှာအငားထုတ်ကော်ဖို့ဆန္ဒပြင်းပြနေတယ်။ဘာကြောင့်လဲဆိုရင်ဗက်ဂျီမိုဆက်စကိုရောက်လာတဲ့နောက်ပိုင်းမှာကျူဇာဇီစကီကလုံးဝဒီအထောင်နေရာမှာပထမဦးစားပေးအနေနဲ့ပွေတော့လာနေခြင်းမရှိဘူး။သူတို့ကပွေထောက်ခွင့်ရမှာပဲအဆင်ပြေမှာ။ကစားသမားနိုင်ငံတော်ဗျာသူတို့နိုင်ငံအတင်းနဲ့ပူးပေါင်းဖို့နိုင်ငံအတင်းနဲ့ကစားပြဖို့အတွက်ဆန္ဒရှိနေတယ်။ တို့ပဲမလို့အချင်းဂျူဆွာဇီကီအနေနဲ့ပေါ့ဗျာယူနေတဲ့အသင်းမှာပူထုံမှုမှာ LOD မရှိတဲ့အတွက်ကစားသမားဖြစ်သူကချင်းချင်းလေးပဲဇန်နဝါရီကာလမှာထွက်ကုန်ပြီအငားနဲ့ဆိုတော့ဒီလိုအနေထားမှာကိုအသင်းကလေးပေါ့ဗျာတိုက်စစ်မှာဆိုရင်ဗေဂျမိုဆစ်ကိုတယောက်လောက်ဝေးရှိတယ်တိုက်စစ်မှုစစ်စစ်မတည့်ရဲ့ကိုညာတို့အထောင်မှာကစားတဲ့ဆိုပေမဲ့လို့ LOD ကျွန်တော်တို့အားရမှုမရှိဘူးဗေဂျမိုဆစ်ကိုအနေနဲ့ကလေးဝေပယ်ခံနေရသည့်ရှိတော့သူ့ကိုအဲ့ဒီအထောင်နေရာမှာလိုအပ်လို့ခေါ်ခဲ့တာဆိုတော့ဒီလိုအနေထားတစ်ခုမှာ ဗေဂျင်မိုဆစ်စကိုရဲ့တင်ရကကျွန်တော်ဘယ်လောက်ထိနားရမလဲလက်ရှိကျွန်တော်တို့ဇန်နဝါရီကာလမှာအတင်းကနေထွက်ခေါ်ဖို့စင်နာပြပြနေတဲ့ဂျူဆူဝါစစ်စကီကိုလည်းအတင်းဘက်ကကျွန်တော်ရေရှည်နေနဲ့စက်ထိန်တောက်ဖို့အတွက်ကိုပေါ့ဗျာကစားသမားဖြစ်သူရဲ့တာဝန်ရှိသူတွေအေဂျင့်တွေနဲ့ဆွေးနွေးမွေးလုပ်ဆောင်နေတယ်ဆိုတော့ဒီနေ့ကျွန်တော်ပတ်စလီတောင်မြပြောလို့ချင်းဗေဂျင်မိုဆစ်စကိုတလားဖြစ်ဖြစ်15ရက်ဖြစ်ဖြစ်ပေါ့ဗျာနားရသည်ရှိတော့အဂျူဆူဝါစစ်စကီကိုကျွန်တော်အတင်းကနေလွယ်လွယ်ပေါ်ကတော့လုံးဝအဆင်မပြေနိုင်ဘူး ဘာပြောလို့လဲဆိုတော့အရင်မှလေးအင်အားမတောင်းဘူးပြီးလို့ချင်းအဓိကကစားသမားတွေဆိုရင်လေကျွန်တော်ဒီရာဒီပေါ့ဗျာကိုအစ်အနေနဲ့တပည့်ကိုတပွင့်လုံးမေးကစားရတယ်ဒီလိုပုံစံမှာဒန်ပြဿနာကလုံးဝမကင်းဘူးဖြစ်နေတယ်အတင်းကနေရက်ချီလာများတဲ့ပြဿနာကြုံရတဲ့ကစားသမားတွေကလည်းပြန်မလာနိုင်သေးဘူးအခုထက်ပြီးတော့လေကစားသမားတော်တော်များများကအင်ဂျီပြဿနာဖြစ်တာတယ်အဲဘက်ဂျမဆက်စကိုရဲ့တန်ရာအခြေအနေကိုလည်းအတင်းကနေဘလို့မှတိတိကျကျနဲ့ထုတ်ပြန်မလာဘူးဆိုတော့နှလားလုံးများနားရမလားဟုတ်တယ်မလား ရပိုတာတွေအနေထားကပေါ့ဗျာသူတို့လျှောက်ရေးရှင်တာလည်းဖြစ်နိုင်တယ်သို့တော်ညာလည်းဖာဘိုဆိုရိုမနိုကကျွန်တော်တကယ်တီးကြတဲ့ရပိုတာတယောက်ဖြစ်တဲ့အတွက်စောင့်ကြည့်ရမှာပေါ့ဗျာတကယ်လို့ဗဂျမိုဆက်စကိုအချင်းနေမကောင်းမှုဆိုရတော့ဂျူဆူအကြီးနေနဲ့အသေးရင်တိုက်စစ်မှာဥဆောင်လို့ပေါ်တဲ့ကျွန်တော်ရှိနေတယ်ဆိုတော့ညီကတို့အနေနဲ့ဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘလူးတီမီဆဲရှိတယ်ထို့ပြင်လီဆန်ဒိုမာတီနဲ့အနေနဲ့နိုင်ငံတကာအင်တာနက်ချင်းနဲ့ပွဲစဉ်ပြီးပြီဆိုတာနဲ့အသင်းနဲ့အတူ ဒီအင်ဗရန်နဲ့ကစားမင်းပွေးစီမှာပထမပိုင်းပါဝင်လာဖို့ရှိမလားကျွန်တော်တို့မျှော်လင့်တာအဲ့ဒါပဲကစားသမားဖြစ်သူကပေါ့ဗျာအခုဒီပရီးမီယာလိပွေးစဉ်စစ်တပွေးကစားပြီးပြီဘလို့မှအတင်းနဲ့တူတူဒီအရန်နေရာမှာလည်းပါဝင်မလာဘူးပြီးလို့ချင်းဒုတိယပိုင်းမှာလည်းအဲ့လိုမျိုးပွေးထောက်တာတော့ပထမပိုင်းမှာလည်းကျွန်တော်မြင်တွေ့တာတော့မရှိဘူးဆိုတော့ကျွန်တော်အတင်းအတွက်ကတော့ဗျာလီဆယ်ဒိုမာတီနက်ကိုအင်ဗရန်လိုအပ်နေပါပြီတကယ်လည်းပဲပွေးထောက်ဖို့ကျွန်တော်အခြေအနေကောင်းတစ်ခုကိုလှုပ်ဆောင်အောင်မှဖြစ်ပါတယ် တခုတော့ရှိတာပေါ့ဗျာလက်ချီသူ့အနေနဲ့နိုင်ငံအသင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်တဲ့ပုံစံမှာအင်ဂျီပြဿနာမဖြစ်ဖို့တော့ညွှန်လင်းမိပါတယ်ကစားသမားဖြစ်သူကနိရှေလာများတင်ရပြဿနာကိုကူးသားနေရတဲ့အတွက်အနာပေးထားတဲ့အတွက်မက်ချစ်စာဝင်တဲ့အသင်းနဲ့ပူးပေါင်းဖို့အတွက်ကတော့သူရဲ့ဒီလေ့ကျင့်မှုတွေပေါ်မှာအကောင်းဆုံးဖြစ်နေဖို့ကျွန်တော်လိုတယ်ဘာမှအပြစ်အနာစာမရှိဘဲနဲ့အသင်းကိုပြန်လာနိုင်ဖို့လိုတယ်နိုင်ငံအသင်းနဲ့ပွေးစဉ်ပြီးပြီဆိုရင်ဆိုတော့ဘယ်ကြမိုးဆက်စကိုရဲ့တင်ရအချိန်ကလည်း ။ဟောကျွန်တော်တို့အတိုက်အတာတစ်ခုဒီကောင်းကောင်းမွန်မွန်နဲ့အဆင်ပြေဖို့လိုတယ်။နိုင်ငံအသင်းနဲ့သူမပူပေါင်းနိုင်ဘူး။ကာယတံမှာပဲဒီကစားသမားဖြစ်သူရဲ့တံရကိုကုသမင်းစီစဉ်မှုတွေအမေကယ်လို့ဆောင်မယ်ဆိုတော့သူနားရဲအများကြီးရတာပေါ့ဗျာ။နှစ်ပတ်သုံးပတ်လောက်ဒီနားရမယ့်နေရာတစ်ခုမှာကျွန်တော်တို့ကစားသမားဖြစ်သူကမြင်းမြစ်စစင်အသင်းနဲ့သူတကယ်သူရဲ့တံရချင်းနေအဲ့လောက်မပြင်းထန်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီပူပေါင်းမှုရှိမှာပေါ့ဗျာ။ဆိုတော့ဆွေးနွေးပေးကြကြပါဦး။မန်ချက်စတာအုံနဲ့အသင်းနဲ့နိုင်ငံတကာပွဲစဉ်ပြီးပြီဆိုတာနဲ့လာမယ့်ကိုရီးယားအော်ထရက်ပေါ်မှာအေဗီဒန်ကိုလက်ခံကစားမှာဖြစ်ပါတယ်။ အတင်းအတွက်ဒါကအမဲ့ပြည့်ယူနိုင်မင်းပွဲတစ်ခုလို့ကျွန်တော်တို့ဆိုရမလားပေါ့ဗျာဒါကအတင်းပေါ်လေးတော်တော်မူတည်တယ်ကစားသမားတွေပေါ်မှာလေးမူတည်တယ်ကျွန်တော်အတင်းနဲ့ပွဲထုံးခွင်းထိုက်တင်တဲ့ကစားသမားတွေအတင်းနဲ့အတူလုံအောင်ပူပေါင်းနိုင်ဖို့ဘက်ကိုအင်ပတန်လိုပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လေးယူနေတဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိရင်ကျွန်တော်အနေနဲ့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ